မင်္ဂလာပါပွန်ဆိုင်ချစ်သူများနဲ့အပင်ချစ်သူများကိုလီယိုပွန်ဆိုင် and nursery channel ကနေကြိုဆိုလိုက်ပါရယ်ဒီကနေ့တော့ပွန်ဆိုင်ချစ်သူများနဲ့အပင်ချစ်သူများအတိချင်းဆုံးမေးခွန်းဖြစ်တဲ့ဘယ်အချိန်ဟာအပင်တွေအတွက်အရွက်ချဂိုင်းဖြတ်လို့လို့အကောင်းဆုံးအချိန်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါရယ် ဝန်ဆိုင်ချစ်သူပဲဖြစ်ဖြစ်အပင်ချစ်သူပဲဖြစ်ဖြစ်မသိမဖြစ်သိရမယ့်အချက်တွေကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ခဲ့ပေးဖို့လည်းပြောပြစေ။ပင်တိုင်းမှာအရွက်ချခန်းဖြတ်လို့ပိုတိတန့်ရွက်ချက်တွေရှိပါတယ် အပင်တိုင်းမှာအရွက်ချဂိုင်းဖြတ်လုတ်ဖို့ရန်အတွက်လိုအပ်ချက်တွေကတိချစီလဲရှိနေတတ်ပါတယ်။တချို့အပင်တွေကဂိုင်းများများထွက်ပြီးအပွင့်များများပွင့်စေဖို့အရွက်ချဂိုင်းဖြတ်လုတ်ရတယ်လို့တချို့ပင်တွေတက်ကတော့အပင်စတိုင်ပုံစံထိမ့်သိမ့်ဖို့နဲ့အရွက်အစားကိုထိမ့်သိမ့်ဖို့အတွက်အရွက်ချဂိုင်းဖြတ်လုတ်ရပါတယ်။တချို့အပင်တွေတက်ကြတော့ပုံမှန်လုတ်နေကြအတိုင်းအရွက်ချဂိုင်းဖြတ်ရင်အပင်ချမ်းမတန်ဆွမ်းလာဖို့အရွက်ချဂိုင်းဖြတ်လုတ်ကြရပါတယ်။ ဒီလိုရည်ရချက်တွေရှိနေတော့အပင်တွေအတွက်အရွက်ချခိုင်းဖြတ်လုပ်ဖို့အကောင်းဆုံးအချိန်ကတော့မိမိလှုပ်လို့တဲ့ရည်ရချက်ပေါ်မှာပဲမူတည်ပါတယ် proning လောက်ရန်အတွက်ရည်ရွယ်ချက်ကအရေးကြီးတယ်လို့အချိန်ကလည်းအလွန်အရေးကြီးပါတယ်။အရွက်ကြည်တက်တဲ့အပင်များအတွက်အပင်မှာဂိုင်းသစ်တွေနဲ့ဝေစာကြီးထွားဖို့ဆိုရင်ဆောင်းနှောင်းဒါမှမဟုတ်ရင်ຫນွေဥရတီကအကောင်းဆုံး proning လောက်ရမယ့်အချိန်ပဲဖြစ်ပါတယ်။အပိအများစုကတော့ဆောင်းနှောင်းမှာအရွက်ချဂိုင်းဖြတ်လုပ်လိုက်တာနဲ့နွေရသီမှာအရွက်သစ်ဂိုင်းသစ်တွေထွက်လာပြီးအပွင့်ပွင့်လေးရှိပါတယ်။အိုးလဲခဲ့မယ်ဆိုရင်တော့အရွက်တွေချဂိုင်းဖြတ်ထားတင်ပါတယ်။ ဒါမှလည်းလိုအပ်တဲ့အပင်အမြင့်နဲ့စတိုင်ပုံစံကိုရရှိနိုင်မှာပါဆောင်းနှောင်းရသည်မှာအရွက်ချဂိုင်းဖြတ်လုပ်လို့ရမယ်အကျိုးကျေးဇူးကတော့အရွက်ကြွေချိန်မတိုင်ခင်အရွက်နှုတွေနဲ့ဝင်နေတဲ့အကိုင်းအခက်လက်များကိုထင်ထင်ရှားရှားတွေ့တွေ့မြင်နိုင်ဖို့ပဲဖြစ်ပါတယ်အပင်ကိုဆက်မကြီးစေချင်ဘူးဆိုရင်တော့အရွက်ချဂိုင်းဖြတ်လုပ်ခြင်းကိုငွေရသည်မှာလုပ်ရင်အကောင်းဆုံးပါပဲဒီအချိန်မှာတော့ဂိုင်းချောက်များဖယ်ရှားခြင်း ပိုးစားနေတဲ့ဆွေးမြင့်နေတဲ့ဂိုင်းတွေကိုတန်ရှင်းလှုပ်ခြင်းဆေးထက်ခြင်းများကိုအဓိကလှုပ်ဆောင်ရပါမယ်။ရေတက်ဆုံးရှုံးမှုများနိုင်တဲ့အတွက်ဂိုင်းမခြင်းများကိုဖြတ်ခြင်းအရွက်အလိုနီပါချွေချခြင်းကိုတော့ရှောင်ရှားရပါမယ်။နွေရာသီမှာဖြတ်လိုက်တဲ့ဂိုင်းတွေဟာဆောင်းနှောင်းမှာဖြတ်လိုက်တဲ့ဂိုင်းတွေထက် ကြီးထွားမှုမှာတော့တိတိတတ်တာငဲနေတတ်ပါတယ်။ပန်းပွင့်တဲ့အပင်တွေအတွက်ဘယ်အချိန်ကအရွက်ချဂိုင်းဖြတ်လို့လို့အကောင်းဆုံးအချိန်လဲဆိုတာကတော့ ပွင့်ပွင့်မြင်တော့အပွင့်တွေကျွေသွားပြီးတဲ့အခါအဖူးအစ်စ်ကလေးတွေမထွက်မီအချိန်အခါကအကောင်းဆုံးပါပဲအစစ်တဲ့ကြောင့်ပျက်စီးသွားတဲ့ဘွန်ဆိုင်ပင်လေးတွေအတွက်ကတော့ဘွန်ဆိုင်ပင်လေးတွေဟာအများသောအပြစ်အမြင့်တနေရာမှာထားလိရှိတာကြောင့်အက်ဆစ်ဒန့်တစ်ခုခုကြောင့်ပျက်စီးသွားနိုင်ပါတယ်တိုက်မိလို့ကြက်ွက်ချင်းအမွေးထရိတ်ဆန်တွေကြောင့်ဂိုင်းကျိုးချင်းအမြင့်ပျော်ချင်းစတဲ့အဲဖြစ်ရမျိုးဘွန်ဆိုင်ပင်လေးတွေမှာဖြစ်လို့ရှိပါတယ် အဲ့ဒီပုံစံပင်လေးတွေအတွက်ကချက်ချင်း pruning လုပ်ပေးရပါမယ်လိုအပ်ရင် reporting လုပ်ပေးပြီးတော့မနဲ့နေအောင်ရတဲ့နေရာပတ်ဝန်းကျင်အေးတဲ့နေရာမှာအနားပေးရပါမယ် acidic ချင်းဖြစ်ခဲ့တဲ့အပင်လေးတွေအတွက်တော့ချက်ချင်းအရွက်ချဂိုင်းဖြတ်လုပ်ပြီးအပင်ကိုအနားပေးရမှာမလုတ်ခဲ့ရင်တော့ပင်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ် pruning လုပ်ရမယ့်အချိန်နဲ့ရည်ရွယ်ချက်ကိုနားလည်လောက်ပြီးထင်ပါတယ်။ pruning လုပ်ချိန်မှာအရေးကြီးတဲ့နောက်တစ်ခုကတော့ဘာတွေကို ရှောင်ကျင်ရမလဲဆိုတော့အဓိကရှောင်ရမယ့်အချက်တွေကတော့ right toe ကိုအသုံးပြုစေချင်ပါတယ်။ဝန်ဆိုင်ပင်အတွက်အသုံးပြုဖို့ထုတ်လုပ်ထားတဲ့ခရိယာတွေကိုအသုံးပြုစေချင်ပါတယ်။ဘာလို့လဲဆိုတော့အဲ့လို right toe တွေကိုအသုံးပြုမှသာတိကျတက်ရက်တဲ့ဖြတ်တောက်မှုတွေကိုရရှိမှာပါ။နောက်ပြီးအသားစတွေမွမကြမ်းခဲတဲ့အတွက်ရေဝင်ပြီးခိုင်းပုတ်တဲ့အဖြစ်ကနေလည်းကာကွယ်နိုင်မှာပါ။ မလိုအပ်တဲ့တေချပေါက်တေပြီးခြောက်နေတဲ့ခိုင်းတွေကိုဖယ်ရှားပေးရမှာပါ။နံပါတ်3အနေနဲ့ကတော့အမြင့်နဲ့အရန်နီးကတ်တဲ့ဖြတ်တောက်ခြင်းကိုလည်းရှောင်ကျဉ်ရပါမယ်။နံပါတ်4ကတော့ pruning လုပ်ပြီးတိုင်းကိုယ့်ရဲ့ပွန်ဆိုင်လေးကို ပြန်စစ်ဆေးပေးရမှာပါ။လိုအပ်တဲ့နေရာတွေကိုထပ်ဖြတ်ရပါမယ်။နောက်ထပ်ထွက်လာမှဖြတ်မဲ့ခိုင်းတွေကိုလည်းမတ်တာထားရပါမယ်။ဒါတွေကတော့အဓိကအာရှောင်ကျဉ်ဖို့လိုအပ်တဲ့မတ်တာထားရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဘွန်ဆိုင်ပင်ကိုပရိုနင်းလောက်ရတဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အချင်းချုပ်ကိုပြန်ပြောပြချင်ပါတယ်။နံပါတ်1ပုံမှန်ပရိုနင်းလောက်ချင်းပုံမှန်ပရိုနင်းလောက်ချင်းကတော့အဓိကအပင်အတွက်အရွက်တွေရှည်လာလို့ပရိုနင်းလောက်ချင်းပါပဲ။နံပါတ်2ဘွန်ဆိုင်ပင်ရဲ့ပုံစံစတိုင်နဲ့အရွယ်စားကိုထိမ့်သိမ့်လို့တဲ့ပရိုနင်းလောက်ချင်းပဲဖြစ်ပါတယ်။ဒါကတော့နွေရာသီမှာလောက်ရမှာပါ။အပင်တန်ဆောင်ဖို့ပရိုနင်းလောက်ချင်းဒါကတော့ဆောင်းနှောင်းနဲ့ຫນွေဦးမှာလောက်ရမှာပါ ဝန်ဆိုင်ပင်တွေအက်ဆစ်ဒန့်ကြောင့်တစ်ခုခုဖြစ်သွားရင်ပရိုနင်းလုပ်ခြင်းဒါကတော့အချိန်ဆွဲလို့မရပါဘူးချက်ချင်းလုပ်ပြီးအပင်ကိုအနားပေးရပါမယ်ဒါကတော့ပရိုနင်းလုပ်ခြင်းရဲ့အဓိကရည်ရွယ်ချက်တွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်